အခုတင်ဆက်ပေးမယ့်အားကစားသတင်းတစ်ပုဒ်ကတော့2023 AFC ကပ်ပြိုင်ပွဲအုပ်စုအဖွဲ့ပွဲစဉ်ရန်ကုန် United အသင်းဂိုးပြတ်အနိုင်ရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။2023 AFC ကဘောလုံးပြိုင်ပွဲအောက်စုအဖွင့်ပွဲစဉ်ကိုပြီးခဲ့တဲ့ဖေဖော်ဝါရီလ26ရက်နေ့ကကျင်းပပြုလုပ်ခဲ့ရာရန်ကုန် United အသင်းကအင်ဒိုနီးရှားကလပ်ပါစီဘိုအသင်းကို3-0ဂိုးမရှိနဲ့အနိုင်ရရှိခဲ့တယ်လို့သိရပါဗျ။ ရန်ကုန်ယူနိုက်တက်အသင်းဟာအဲ့ဒီပွဲစဉ်မှာနိုင်ငံသားကစားသမား၄ဦးအပါအဝင်ခင်မောင်လွင်ကြည်လင်းရာဇာဝင်းသိန်းရန်အောင်ကျော်တို့အပြင်မြမလက်ရွေးစင်အသင်းကပြန်လွှတ်လိုက်တဲ့ကျော်ကိုကိုပါပါဝင်တယ်လို့သိရပါဗျ။ရန်ကုန်အသင်းဟာပွဲစကတည်းကပါစီဘိုအသင်းကိုတစ်ဖက်သက်ဖိကစားခဲ့ပြီးရန်ကုန်အသင်းအတွက်အနိုင်ဂိုးများကိုကိုနေတူးတဲက55မိနစ်63မိနစ်နဲ့62မိနစ်တွေမှာ hat trick သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ပါစီပို့အသင်းမှာကစားသမား12ဦးသာပါဝင်ခဲ့ပြီးကစားသမားအချို့မှာဗီဇာပတ်စပို့အခက်အခဲကြောင့်မပါလာဘူးလို့နှိပြဖြစ်သူကပြောကြားခဲ့ပါတယ်။ရန်ကုန်အသင်းဟာအိုဆူ F မှာပါစီပို့အင်ဒိုနီးရှား New Radiant Maldives စံဟိုင်းဟောင်ကောင်တို့နဲ့တအုပ်စုတဲ့ကြောက်လျက်ရှိနေတယ်လို့သိရပါတယ်။ရန်ကုန်အသင်းဟာပြီးခဲ့တဲ့2012 AFC ကပ်ပြိုင်ပွဲမှာနိုင်ပွဲတစ်ပွဲမှမရရှိဘဲနဲ့အုပ်စုအဆင့်မှာထွက်ခွာခဲ့ရပြီးယခုနိုင်ပွဲဟာ AFC ကပ်ပြိုင်ပွဲမှာပထမဆုံးအနိုင်ရရှိတဲ့ပွဲလည်းဖြစ်တယ်လို့သိရပါတယ်။